32အပေါင်း84အနှုတ်30ခွန်အပေါင်း60အနှုတ်51အပေါင်း90ခွန်အနှုတ်60အပေါင်း80ရှောက်အနှုတ်34အပေါင်း35ဖြေဘလောက်လဲတဒါ192 192မှန်ပါတယ် ဟောညီမတို့ရဲ့ဒီပေတိစိတ်အတွက်သင်ချာဆိုတာပေါ့နော် brain development ကိုအဓိကထားဦးစားပေးသင်ကြားပေးနေတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့အဲဒီစိတ်အတွက်ဆိုတာကျတော့အုံနောက်ထဲမှာပေတိပုံလေးတွေပေါ်ပြီးတော့ကလေးလေးတွေစိတ်အတွက်ဆက်ရတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်အသက်၄နှစ်ကနေပြီးတော့၁၄နှစ်အတွင်းကလေးလေးတွေသင်ကြားလို့ရပါတယ်ရှင့် ဒီငုံးနေနဲ့ပြောရမယ်ဆိုလို့ရှင်ပေါ့နော်ကလေးတိုင်းကတော့ဒီပညာရက်ကိုတင် जा တင်တယ်လို့ငောကတော့အဲပြောချင်တယ်ပေါ့ဟိုဒါမဲ့ဘလို့ကလေးတွေပို့ပြီးတော့တင်တင်တင်တယ်လဲဆိုလို့ရှင်ဒီ concentration အားကောင်းခြင်းနဲ့ကလေးတွေပြီးရင်အသက်ငယ်တဲ့ကလေးတွေပေါ့နော်ပြီးရင်အုံနောက်ကိုများများဖွံ့ဖြိုးခြင်းနဲ့ကလေးတွေဒီတန်းမှာ join လို့ရပါတယ်ရှင်ဟုတ် မြန်မာတို့ရဲ့အကြောင်းကိုတော်တော်များများပြောကြတာပါဗောနော်ဒီတင်ချတော်ခြင်းလို့လာထားတဲ့ဟိုတင်ချတော်ခြင်းလည်းဗောတကယ်တမ်းငိုလို့ကဒီတင်ချတော်ဖို့တခုလည်းတင်ပေးရမဟုတ်ဘောနော်ကလေးတွေရဲ့အုံနှောင်းမှာဆိုလို့ရှိရင်အုံနှောင်းဖွံ့ဖြိုးမှုအပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးရှယ်ထွေပြီးတော့တင်ကြပေးတယ်ဗောဟုတ်ကဲ့ရှင့် 七写八，加六十，减四写五减三写二四。四，OK，老师，有成绩没？加六十。嗯，five。 okay ညီမရဲ့နာမည်ကတော့ဗောနောစိုးစံလောက်ဆုဖြစ်ပါတယ်ဗောညီမကတော့ဒီကျောင်းမှာဆိုလို့ရှိရင် supervisor အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ဟိုညီမတို့ရဲ့ကျောင်းရဲ့နာမည်ကတော့ဗောနောစိန်မော့ပြည်သည်စိတ်တွဲတင်ချာတန်းန်းကျောင်းဖြစ်ပါတယ်ရှင့်အဲဒီကျောင်းကိုဗောနောငါတို့ဒီတရုတ်နိုင်ငံမှာဆိုလို့ရှိရင်1998ခုနှစ်ကနေစပြီးတော့တရုတ်နိုင်ငံလင်းကြီးမြို့မှာစတင်ပြီးတော့တည်ထောင်ခဲ့တယ်ဗောနောအခုဆိုလို့ရှိရင်ဒီနိုင်ငံပေါင်း90ကျော်မှာကျောင်းသားပေါင်း30ကျော်နဲ့ရပ်တည်နေတဲ့ကျောင်းတစ်ခုဖြစ်ပါတယ်ရှင့် ဟုတ်ညီမတို့ရဲ့ဒီပေတိစိတ်အတွက်သင်ချာဆိုတာပေါ့နော် brain development ကိုအဓိကထားဦးစားပေးသင်ကြားပေးနေတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့အဲဒီစိတ်အတွက်ဆိုတာကတော့အုံနောက်ထဲမှာပေတိပုံလေးတွေပေါ်ပြီးတော့ကလေးလေးတွေစိတ်အတွက်ထွက်ရှရတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ရှင်အသက်၄နှစ်ကနေပြီးတော့၁၄နှစ်အတွင်းကလေးလေးတွေသင်ကြားလို့ရပါတယ်ရှင် ဟုတ်ကဲ့ဒီငေါ်တို့ရဲ့လူတယောက်မှာဆိုလို့ရှင်ပေါ့နော်ဒီအသက်၄နှစ်ကနေပြီးတော့၁၄နှစ်တွင်ကလေးလေးတွေကအုံနောက်ဖွင့်ပြိုးမှုအများဆုံးအလုံးလုံးနိုင်နေပေါ့နော်ဒါကြောင့်မလို့ငေါ်တို့ကအဲငေါ်တို့ရဲ့ဘာသာရပ်ကကြတော့ brain development ဖြစ်တဲ့အတွက်အုံနောက်ပုံပြမှုအများဆုံးအရွယ်မှာတွက်ချက်ရတယ်ပေါ့အဲအကြောင်းဒီ၄နှစ်ကနေ၁၄နှစ်အတွင်းကလေးလေးတွေကိုပဲအဓိကထားတင် जा ပေးတယ်ပေါ့နော်အလူကြီးတွေတွက်လို့မရဘူးလားဆိုတော့မဟုတ်ဘူးပေါ့လူကြီးတွေတွက်လို့ရတယ်ဒါပေမဲ့လူကြီးတွေကကလေးတွေအယမ်းမြန်လာတော့နော်မြန်မမြန်ဘူးဆိုတော့ဟိုပြောလို့တော့မရဘူးပေါ့နော်ဟုတ်ကဲ့ရှင့် 剪摘这个剪色百里对。တက်ခုံခုံတက်ငါဒီဘလောက်လဲတက်ခုံခုံတက်ငါတက်ခုံခုံတက်ငါโอเคတော့ဆရာကြီးကြည့်ရအောင်နော်တက်ခုံခုံတက်ငါတွေ့မှန်ပါတယ်လိုင်းရှိုက်တီ ပုံမှန်ဆိုလို့ရှင်ပေါ့နော်ငရုရဲ့ပါတာရက်ကိုတင်တဲ့ကလေးလေးရာဒီပုံမှန်မတင်တဲ့ကလေးတစ်ခုကိုအစ20ပို့ပြီးတော့မြန်ဆန်နေပေါ့နော်အဲဒီအဲဆုံးဖြတ်ချက်တွေမြန်မြန်ထားတာပဲဖြစ်ဖြစ်စာမြန်မြန်တွက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှင်ဒီတာမန်ကလေးတစ်ခုပို့ပြီးတော့အစ20မြန်နေပေါ့ဒီလက်တွေ့ sharing လုပ်ထားတာဆိုလို့ရှင်မိဘတယောက်ပြန်ပြီးတော့ sharing လုပ်ထားတာလေးရှိရပေါ့အဲဒီကလေးလေးရာဆိုလို့ရှင် special level တိရောက်သွားပြီပေါ့နော်ငရုပုံမှန်အင်္ဂလိပ်စာမီးနင်းနေကြက်ရရပေါ့တခြားကျောင်းတွေမှာဆိုလို့ရှင်ပုံမှန်ငရုကြက်မယ်ဆိုလို့ရှင်တစ်လုံးပြီးတစ်လုံးကြက်ဒီဘက်မှာအဲ့လိုဆိုအဲ့လိုမျိုးကြက်ရရပေါ့ နော်ဒါပေမဲ့အဲ့ဒီကလေးလေးကကြတော့ဒီငိုရဲဒီအင်္ဂလိပ်စာမိနေတက်မျက်နှာကိုကြည့်လိုက်တယ်ကြည့်ပြီးလို့ချင်းသူကဒီဘက်မှာ5မိနစ်လောက်ကြည့်ပြီးတော့ဒီဘက်မှာပြန်ပြီးတော့ပုံဖော်ပြီးအကုန်လုံးပြန်စုံနိုင်နေပေါ့နော်ဟိုဒါကတော့မိဘ sharing လုပ်ပေးသွားတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒီငိုနေနဲ့ပြောရမယ်ဆိုလို့ရှင်ပေါ့နော်ကလေးတိုင်းကတော့ဒီပညာရပ်ကိုသင်ကြားတဲ့နယ်လုံးကတော့အဲပြောချင်တယ်ပေါ့ဟိုဒါပေမဲ့ဘလို့ကလေးတွေပို့ပြီးတော့သင်သင်တဲ့နယ်လဲဆိုလို့ရှင်ဒီ concentration အားကောင်းခြင်းနဲ့ကလေးတွေပြီးရင်အသက်ငယ်တဲ့ကလေးတွေပေါ့နော်ပြီးရင်အုံနောက်ကိုများများဖွံ့ဖြိုးခြင်းနဲ့ကလေးတွေ တွေဒီတနမ်းမှာ join လို့ရပါတယ်ရှင်ဟုတ် ဟုတ်ကဲ့အဲဒီငိုရိုးရဲ့ဒီပေတီးကိုတင်ယူမယ်ဆိုလို့ရှင်တော့အခက်ခဲတော့မရှိဘူးပေါ့အဲငိုရိုးကဘလို့တင်ပေးလဲဆိုရင် level အလိုက်သွားတယ်ပေါ့နော်ငိုရိုးကြောင်းမှာဆိုလို့ရှင်ဒီ level 1 to 6 special ဆိုပြီးတော့ရှိရပေါ့ကလေးလေးတွေငိုရိုးကြောင်းကိုစပြီးတော့ join မယ်ဆိုလို့ရှင်ဒီ level 1ကနေစပြီး join ရတယ်ပေါ့နော်ငိုရိုးကတင်တာကဒီတရုတ်လိုမျိုးတင်တယ်ပေါ့ခဏန်းနေဆိုလို့ရှင်လည်းတရုတ်လိုမျိုးဖတ်ရတယ်ပေါ့နော်ဟိုဒါမျိုးလေးဆိုလို့ရှင်ဒီတရုတ်လိုမပြောတတ်တဲ့ကလေးလေးတွေကကြတော့သူတို့ကအခက်ခဲဖြစ်မလားပေါ့ဒါမျိုးလေးလည်းမေးတတ်ကြတယ်ပေါ့အဲအခက်ခဲတော့မရှိဘူးဘာလို့လဲဆိုတော့ငိုရိုးကြောင်းမှာရှိတဲ့လောက်စတွေကဒီကလေးလေး လေးတွေကိုတရုတ်လိုမျိုးကနန်းတွေကိုဖတ်တာအောင်သင်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ကနန်းတွေအများကြီးတွေ့တဲ့နေရာမှာအခက်အခဲရှိလာဆုံးကတော့ဒီ level 1မှာကြရမှာအဆင့်တဆင့်ချင်းစီသွားတယ်ပေါ့ level 1မှာဆိုလို့ရှိရင်ကတော့ကနန်းတစ်လုံးပေတီးတွဲစိတ်တွဲရအောင်သင်ပေးတယ်ပေါ့ level 2ဆိုလို့ရှိရင်ကတော့10ကနန်းပေတီးတွဲစိတ်တွဲအဲဒီ level 3ဆိုလို့ရှိရင်အမြောက်တွေ level 4ဆိုအစားပေါ့အဲ့လိုမျိုးငေါတို့ကတဆင့်ချင်းစီသွားတာဖြစ်တဲ့အတွက်တို့တို့အခက်အခဲတော့မရှိပါဘူးရှင့် ဟုတ်ကဲ့ရှင်ဒီပညာရက်ကပေါ့နော်တရုတ်နိုင်ငံကနေဆင်းသက်လာတဲ့ဘာသာရက်တစ်ခုဖြစ်တယ်ပေါ့ငိုတော့ကဒီပေတီးကိုကြတော့ငိုတော့ဆွမ်းဖန်လို့ခေါ်တယ်ပေါ့နော်ဒီဆွမ်းဖန်မှာဆိုလို့ရှင်ပေတီးလုံးလေးတွေကိုဒုတ်ကလေးတွေနဲ့တည်ထားတယ်ပေါ့ပြီးလို့ရှင်ဒီငိုတော့ကဒီပေတီးလုံးလေးတွေကကြတော့ကနန်းလေးတွေကိုကိုစားပြုတယ်ပေါ့နော်တို့ဒီကနန်းလေးတွေအလိုက်ငိုတော့အပေါင်းနှောင်းမြောင်စားတွေတွက်ချက်သွားတာဖြစ်ပါတယ်ရှင်ငါတို့ကဒီစွမ်းဖန်မှာပေါ့နော်ငါတို့ကဒီပေတီလုံးလေးတစ်လုံးဆိုလို့ရှင်တပတ်1ရီကိုကိုစားပြုတယ်ပေါ့ပေတီလုံးလေးနှလုံးဆိုလို့ရှင်ငါတို့ကနံပါတ်2အော်ကိုစ စားပြုတယ်ပေါ့နော်ပေတီလုံးလေး၃လုံးဆိုလို့ရှိရင်ကျွန်တော်ကနံပါတ်3စမ်းကိုကိုစားပြုတယ်ဒီပေတီလုံးလေး၄လုံးဆိုလို့ရှိရင်စနံပါတ်4ကိုကိုစားပြုတယ်ပေါ့နော်ဒီအပေါ်က၃လုံးဆိုလို့ရှိရင်ကျွန်တော်ကနံပါတ်5ဦးကိုကိုစားပြုတယ်ပေါ့အဲအပေါ်၃လုံးအောက်၃လုံးဆိုလို့ရှိရင်လျှို့အဲနံပါတ်6ပေါ့နော်ဒီအပေါ်၃လုံးအောက်၃လုံးဆိုလို့ရှိရင်7အဲ7ပေါ့နော်အပေါ်၃လုံးအောက်၃လုံးဆိုလို့ရှိရင်8 ့8ပေါ့နော်အပေါ်တလုံးအောက်3အောက်4လုံးဆိုလို့ရှင်ကိုတို့က9ကြိုကိုစားပြုတယ်ပေါ့အဲဆိုလို့ရှင်ကိုတို့မှာအတွက်နီးလေးရှိရယ်ပေါ့အဲအပေါ်မှာကြားရဲကျန်နေကြားရဲဆိုတာ plus လောက်တာပေါ့ကျန်နေဆိုရင် minus လောက်တာပေါ့အဲ့လိုမျိုးလေးတွေတွက်ချက်ရတာပါရှင်အဲဒီငိုတို့အကြောင်းမှာဆိုလို့ရှင်ဒီပညာရက်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှင်ပေါ့နော်လာစင်လာတိုင်း triangle class တွေသင်ပေးနေပါတယ်လို့အဲဒီ triangle class မှာဆိုလို့ရှင်ငိုတို့ကဒီတန်တန်းကြီး2000တင်းနဲ့စပြီးတော့တက်လို့ရတယ်ပေါ့နော် triangle class ပြီးသွားတဲ့အချိန်ကျလို့ရှင်လဲစိတ်ဝင်စားတယ်ဆိုလို့ရှင် level 1ကိုဆက်ပြီးတော့ join လို့ရပါတယ် ချက်ငိုတို့က brain development ကိုဦးစားပေးပြီးတော့သင်တဲ့ဘာသာရပ်တစ်ခုပေါ့အဲဒါကြောင့်မို့ကလေးလေးလေးရာဒီပေသီးခုံပေါ်မှာတွေ့တယ်လို့မျိုးသူတို့ရဲ့အုံနောက်ထဲမှာပေသီးလုံးကိုရွှေ့ရတယ်ပေါ့ငိုတို့ပေသီးခုံပေါ်မှာကြားကြီးဆိုလို့ရှိရင်အဲပေသီးလုံးတစ်လုံးတင်တယ်လို့မျိုးပဲသူတို့ရဲ့အုံနောက်ထဲမှာလည်းကြားကြီးဆိုရင်လက်နဲ့ပေသီးလုံးတစ်လုံးတင်ရတယ်ပေါ့ဟိုများများလေးချင်းမှာများတဲ့အခါဆိုလို့ရှိရင်ကလေးတွေကအုံနောက်ထဲမှာပေသီးခုံအဲရိုက်ထဲလိုက်တယ်လို့မျိုးဖြစ်သွားပြီးတော့ပေသီးလုံးတွေရွှေ့နိုင်သွားတာပေါ့နော်ဟုတ်ကဲ့ရှင်ညီမတို့ရဲ့အကြောင်းကိုတော်တော်များများပြောကြတာပေါ့နော်ဒီတင်ချတော်ခြင်းလို့လာထားတဲ့ဟိုတင်ချတော်ခြင်းနဲ့ပေါ့တ ကယ်တမ်းငိုတို့ကဒီတင်ချတော်ဖို့တခုလည်းတင်ပေးတာမဟုတ်ဘောเนาะကလေးတွေရဲ့အုံနှောင်းမှာဆိုလို့ချင်းအုံနှောင်းဖွံ့ဖြိုးမှုအပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီး share ထွက်ပြီးတော့တင်ကြပေးတယ်ပေါ့ဟုတ်ကဲ့ရှင်ဒီမိဘများအနေနဲ့ပေါ့เนาะငိုတို့ရဲ့ဒီစိန်မော့ပေဒီစိတ်တွက်တင်ချကို join ခြင်းနဲ့ဆိုလို့ချင်းရုံရုံကြည်ကြည်နဲ့အဲလမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ညီမတို့ဘက်ကလည်းဒီရောက်လာတဲ့ကလေးလေးတွေရဲ့ reset ကိုအဲချပြပေးဖို့အတွက်အဆင်သင့်ပါပဲရှင်